ရန်ကုန်မြို့ရဲ့မိုင်းမိုင်းမုံမှန်ကောင်းကင်အောင်မှာလဲရန်စည်းကြီးဟာမြို့ရဲ့နှလုံးသားတစ်ခုလိုတစ်ဖြက်ဖြက်ခုန်နေပါတယ်ဒီမနက်မှာတော့ဟင်းခတ်အမွှေးကြိုင်နဲ့အဝိအထည်အစ်စ်တွေရဲ့ရနံ့ဟာကုံတွေရရဲ့အော်ဟစ်တန်တွေနဲ့ရောနှောနေပါတယ်ကျင်းမြောင်းတဲ့လမ်းကြားလေးတွေမှာပိတ်ဆားတဲ့အဝယ်စားပုံတွေနဲ့ပြည့်နေတဲ့အထဲမှာစာရီအသက်22နှစ်နဲ့အမည်ရတဲ့မိန်းကလေးငယ်တယောက်ဟာသူ့ရဲ့ဈေးဆိုင်တေးသေးလေးရှေ့မှာ ထိုင်နေပါတယ်သူ့ရဲ့တောက်ပါတဲ့မျက်နှာလေးဟာ တီရှပ်ပုံတွေအောက်မှာပုံးခွေနေပေမဲ့သူ့မျက်လုံးတွေကတော့ပဝင်းကျင်ကို အမြဲတမ်းသတိဝီရိယရှိရှိလှဲ့ပတ်ကြည့်ရှုနေပါတယ်။ဆာရီဟာသူ့အမေစီကငွေရထားတဲ့ဆိုင်လေးကိုလဲပတ်နေတဲ့တူဦးလေးသောသမီးလေးပါရန်ကုန်သူတယောက်ရဲ့ဖော်ရည်တဲ့အပြုံးနဲ့မာကျောတဲ့စိတ်တက်နဲ့အတူ သူမဟာဈေးထဲမှာနေစဉ်ဖြတ်တန်းရင်းရိုးရှင်းပေမဲ့ဂုံတိတ်ခါရှိတဲ့ဘဝကိုရက်တီဖို့ရုန်းကန်နေရပါတယ်။ ဇေးရဲ့အခြားတနေရာမှာဝါဖြိုးတဲ့အမျိုးသားတဦးဟာကြွားဝါတဲ့လမ်းလျှောက်မှုနဲ့တွာလာနေပါတယ်။တက်ကြွကြီးဖုံးမြက်အသက်၄၅နှစ်ဟာလှဲရင်းဈေးမှာသူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့်မဟုတ်ဘဲသူ့ရဲ့အပြုအမူတွေကြောင့်လူသိများတဲ့ဒေသခံရဲတဦးပါ သူ့ရဲ့ကြက်ထုတ်နေတဲ့ယူနီဖောင်းဟာဘိုက်ပူရာကိုမဖုံးနိုင်ပဲသူ့မျက်လုံးတွေကလုံခြုံရေးအတွက်မဟုတ်ပဲတားကောင်ရှာဖို့သာအငြင်းရန်ရှာဖွေနေပါရယ်ဖုံးမျက်ဟာကုံတယ်မင်းကလေးငယ်တွေကိုရိုင်းဆိုင်တဲ့နောက်ပြောင်မှုတွေနဲ့ကြက်သီးမွင်းချင်းထစီတဲ့အကြည့်တွေနဲ့မြူဆွဲ တက်တဲ့အကျဉ်းဆိုးရှိပါတယ်ဈေးထဲမှာသူ့နာမည်ကိုကြောက်ရွံ့မှုနဲ့ယွန်ရှာမှုတို့ရောနှောပြီးတီတိုးပြောဆိုကြပါတယ်ဦးပုံမြက်နဲ့ဝေးဝေးနေကြလို့ကုံတယ်တွေကတီတိုးပြောကြပေမဲ့စာရီကတော့ခေါင်းညိပ်ပြီးပြဿနာရှောင်ဖို့စ조사နေပါတယ်လူအများကြီးထဲမှာတော့အများအာယုံမဆိုင်မိတဲ့နောက်ထပ်တဦးရှိနေပါတယ်လီနာအသက်25နှစ်ဟာစပင်တို့ကစင်ကလေးအားနဲ့ဟောင်းနှွမ်းနေတဲ့ဂျင်ဂျာကင်ဝတ်ထားတဲ့မိန်းကလေးတဦးပါ သူမဟာဈေးစုံကကော်ဖီဆိုင်နားမှာအမြဲတမ်းထိုင်နေတတ်ပါတယ်မျက်နာကအပြစ်ကင်းပေမဲ့သူ့မျက်လုံးထဲမှာတော့တန်မဏိလို မာကျောတဲ့တခုခုဟာပါလျရတဲ့အပြုံနောက်ွယ်မှာပုံကွယ်နေပါတယ်လီနာဟာကုံတယ်မဟုတ်တလို့တာမန်ဝယ်သူလည်းမဟုတ်ပါဘူးသူမကိုမကြာခဏဆိုတလို့လေးလာတာစာအုပ်ငယ်လေးထဲမှာတခုခုရေးမှတ်တာဒါမှမဟုတ်ကုံတယ်တွေကိုစကားမျှ အာမြမပြောပဲပစ္စည်းတွေတဲဖို့ကုညီတာစသဖြင့်တွေ့ရတတ်ပါတယ်။လေရင်စည်းမှာတော့သူမကိုဈေးရင်းလူမိုက်တွေနဲ့ညင်းခုံဖို့ဘယ်တော့မှမကြောက်တဲ့ဒီနာဇက်ကျမ်းမလို့လူတိများပါတယ်။ဒါပေမဲ့သူမရဲ့ပေါပေါဆဆပုံစံနောက်ွယ်မှာဘသူမှမသိသေးတဲ့လှုပ်ဝက်ချက်တစ်ခု ရှိနေပါတယ်။ ဒီမနက်မှာတော့နေအောင်ကြီးဟာသမိုးတွေကြားကနေတိုးဝင်လာပြီးစာရီရဲ့လူစီကားနေတဲ့ဆိုင်လေးကိုလင်းလက်စီပါတယ်။သူမကဝယ်သူတွေကိုကြွန့်ကျင်စွာပြုံးပြုံးရွှေရွှေနဲ့ဝန်ဆောင်မှုပေးနေတော့မှာပဲကြီးမားတဲ့အရေးတစ်ခုကအလင်းရောင်ကိုဖုံးအုပ်လိုက်ပါတယ်။ဖုံးမြက်က စာရီရဲ့ဆိုင်ရှိမှာခါထောက်ပြီးကောက်ကျစ်တဲ့ပြုံးနဲ့ရက်နေပါတယ်။စာရီလူစီကားနေပါလားနော်။ဘယ်တော့အကိုနဲ့ကော်ဖီအတူတူတောက်မှလဲအကိုမင်းဆိုင်ကိုစောင့်ပေးမယ်လေလို့နောက်ပြောင်စကားထက်အမိန်ပေးသလို့ ်နေတန်နဲ့ပြောလိုက်ပါတယ်။စာရီခေါင်းငုံလိုက်ပါတယ်။ရင်ဘတ်သေးကနှလုံးခုန်တန်တွေတဒုံဒုံမြန်လာပါတယ်။ဒါပေမဲ့သူမက ဖုံးရက်ထွက်သွားပါစေလို့ဆူတောင်းရင်းတောင်းတောင်းကြီးပြုံးပြလိုက်ပါတယ်။အဝေးတနေရာမှာတော့လီနာက ကော်ဖီဆိုင်ကုန်မှာထိုင်နေပါတယ်။သူ့မျက်လုံးတွေကအဲ့ဒီညင်ကွင်းပေါ်မှာစူးစိုက်နေပါတယ်။ကော်ဖီခွက်ကိုပိုပြီးကြစ်ကြစ်ပါအောင်စုပ်ကင်ထားပြီးသူ့ရင်ထဲမှာတော့တခုခုစတင်လောင်ကျွမ်းနေပါပြီ။လှေရန်စီဟာ ဆက်လက်လှုပ်ရှားနေပေမဲ့မျက်နှာပြင်အောက်မှာတော့တရက်စစ်စည်းကြောင်းတစ်ခုလိုတင်းမာမှုတွေစီးဆင်းနေပါပြီဒီနေ့ဟာဖုံမြက်အပါဝင်လူတိုင်းကိုလှုပ်ခတ်စေမဲ့တခုခုရဲ့အစလို့သူမမသိခဲ့ပါဘူးလဲရန်စည်းဟာမွန်းတဲ့နေအောက်မှာပုတ်ပွက်ဆူနေပါတယ်ကုံတယ်ရီရဲ့အော်ဟစ်တန်တွေနဲ့ဆိုင်ကယ်တန်တွေဟာလေထဲမှာပြည့်နေနေပါတယ်ဒါပေမဲ့စာရီရဲ့ဆိုင်သေးသေးလေးမှာတော့ နေရုကတင်းမာနေပါတယ်တက်ကြက်ကြီးဖုံးမြက်ဟာဒီတစ်ချိန်မှာတော့ပိုပြီးလေးလံတဲ့ခြေလန်းတွေနဲ့ပိုပြီးကြီးမားတဲ့အပြုံးနဲ့ပြန်ပေါ်လာပါတယ်သူက စာရီရဲ့ဆိုင်ရှိမှာရက်ပြီးတသားတိုင်ကိုမှီလိုက်တာကြောင့်ဆိုင်လေးရိုင်သွားပါတယ်စာရီစာရီလို့သူကပြောလိုက်ပါတယ်သူ့အတန်က လေးလံပြီးမြူဆွဲတဲ့လေးတန်းတွေအပြည့်ပါပဲဘယ်တော့မှအကိုနဲ့လိုက်လျှောက်မှလည်းဒီလောက်လာတဲ့သူကတီရှပ်ပဲရောင်းနေရလားသူရေလိုက်ပေမဲ့ သူ့ရဲ့တန်းကချင်းချောက်မှုလိုထွက်ပေါ်လာပါတယ်။စာရီခေါင်းကုန်းလိုက်ပြီး ကုန်ပစ္စည်းတွေစီနေတော့မှာသူ့လက်တွေတုံရင်နေပါတယ်ဖုံးမြင့်ရဲ့လုံရက်တွေရိုင်းဆိုင်တဲ့နောက်ပြောင်မှုတွေသူ့ကိုတေးငယ်တယ်လို့ခန်းစားရစေတဲ့အကြည့်တွေနဲ့သူ့ဆိုင်လုံးကြုံရေးအတွက်ပေးရမယ့်ဂျေးကိုတောင်းတဲ့တွေဝိုက်တဲ့ချင်းချောက်မှုတွေနဲ့သူမရင်းနှီးပြီးသားပါဒါပေမဲ့ဒီနေ့တော့တခခုထူးခြားနေပါတယ်ဖုံးမြက်ကပိုပြီးနီးကပ်လာပြီးအဝတ်ပုံတွေကတီရှပ်တစ်ထည်ကိုဆွဲယူကစမ်းပြင်ပေါ်ကို တမင်တကာပြစ်ချလိုက်ပါတယ်။ကိုပြုတ်ကြသွားပြီလို့သူကရဲကျဲကျဲနဲ့ပြ ်အွန်လိုက်ပါတဲ့အောက်ပေးပါဦးစာရီမင်းအလုံးလုံးတာလေးကြည့်ချင်လို့စာရီရဲ့နှလုံးခုန်တံတွေမြန်လာပါတယ်ဆိုင်ပက်ပက်လေးကလူတွေရဲ့အကြည့်တွေက သူ့စီကိုရောက်နေတယ်ဆိုတာသူမသိပေမဲ့ဘသူမှစကားမပြောရဲကြပါဘူးတခြားကုံတွေတွေကတော့နောက်ထပ်ပြင်းမှတ်မဖြစ်စေဖို့ကြောက်ရွံ့ပြီးခေါင်းကုံကအလုံးရှုပ်ဟန်ဆောင်နေကြပါတယ်စာရီကတီရှပ်ကိုကောက်ဖို့ကိုင်းညွှတ်လိုက်ပါတယ်။သူမျက်နာကရှယုံမှုနဲ့ဒေါသကြောင့်ပူလောင်နေပါတယ်။ အဲ့ဒီအချိန်မှာပဲဖုံးမြက်ကပိုပြီးနီးကပ်လာပါတယ်သူကစာရီရဲ့ပခုံးကိုထိဖို့ဟန်ပြင်းရင်စကားနားထောင်ရင်မင်းဆိုင်လုံးကြုံလိမ့်မယ်လို့ပြောလိုက်ပါတယ်ရုတ်တရက်ကျေလောင်တဲ့အတန်တစ်ခုကတင်းမာမှုကိုဖြိုခွဲလိုက်ပါတယ်တော်ပါတော့ မင်းကလေးတယောက်လူအုပ်ထဲကထွက်လာပါတယ်။သူမလှုပ်ရှားလိုက်တဲ့အခါသူ့ရဲ့ဂျင်ဂျာကင်ကတချင်းချင်းညီသွားပါတယ်။ဒါလီနာ ကော်ဖီဆိုင်ကနေအမြဲတမ်းချောင်းကြည့်နေတဲ့စကြံမလေးပါသူ့မျက်လုံးတွေကတောက်လောင်နေပြီးလက်တွေကလည်းစုပ်ထားပါတယ်။ပုံမှန်လိုပုတ်ပော့ပပမဟုတ်တော့ပါဘူး။စုပ်သွားပါဦးလေးလို့သူမကပြောလိုက်ပါတယ်။သူ့အတန်ကနိုင်ပေမဲ့ဖိအားပြေပါပဲ။သူ့ကိုမထီနဲ့။ဖုံးမြက်ကတဟဲဟဲရေလိုက်ပေမဲ့သူ့မျက်လုံးထဲမှာတော့ အနှဲငယ်တွန်းဆုတ်နေတာတွေ့ရပါတယ်သူကလီနာကိုအပေါ်အောက်ကြည့်လိုက်ပြီးသူ့ရဲ့အားကစားသမားဆန်နဲ့ကိုဟန်နဲ့ယောက်ျားလေးတယောက်လို ဖြစ်နေတဲ့သဘင်တို့ကိုတတိထားမိလိုက်ပါတယ်ဟောပြဘသူပါလိမ့်စည်းရဲ့သူရဲ့ကောင်းလားလို့သူကပြောပြီးလီနာစီတိုးကပ်လာပါတယ်မင်းငါဘသူလဲဆိုတာသိရဲ့လားတက်ကြည်ဖုံးမြက်ပါဟိုဘက်သွားဆန်းလူကြီးတွေကိစ္စဝင်မပါနဲ့ လီနာကမလုံမရှက်ရက်နေပါတယ်။သူမကပူပြီးနီးကပ်လာပြီးဖုံးမြင့်နဲ့စာရီကြားမှာရက်လိုက်ပါတယ်။စာရီကတော့နေရာမှာတင်ရေခဲလိုခဲနေတော့မှဦးလေးဘသူလဲဆိုတာကျမကောင်းကောင်းသိတယ်လို့လီနာကအေးဆက်ဆက်လေးတန်နဲ့ပြောလိုက်ပါတယ်။ပြီးတော့ဦးလေးကလူတွေကိုခြောက်လန့်ရတာကြိုက်တယ်ဆိုတာလည်းသိတယ်။ဒါပေမဲ့ဒီနေ့ဦးလေးဒုက္ခပေးဖို့မှားတဲ့သူကိုရွေးမိသွားပြီ လူအုပ်ကစုလာပြီးတီးတိုးတန်တွေထွက်လာပါတယ်ဖုံးတွေလည်းအဲ့ဒီဖြစ်ရက်ကိုရိုက်ကူးဖို့စတင်ကန်ဆောင်နေကြပါပြီ ဖုံးမြက်ကပြုံးလိုက်ပေမဲ့သူ့ပြုံးကအခုတော့ဒေါသနဲ့ပြည့်နေပါတယ် သူကလီနာကိုလက်ညှိုးထိုးပြီးမင်းပြက်တနာရှာနေတာလားမင်းကိုဒီစည်းမှာဘဝပြက်အောင်လုပ်လို့ရတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့သူနောက်ထပ်ခြေလမ်းမလန်းခင်မှာပဲလီနာကသူ့မေးစေးကိုမောလိုက်ပါတယ်သူ့မျက်လုံးတွေက ဖုံးမျက်စီကနေဘယ်တော့မှမခွာပါဘူးလှုပ်ကြည့်လေလို့သူမကပြောလိုက်ပါတယ်သူ့အတန်က မေးထားလို့မရတဲ့စိန်ခေါ်မှဘုတခုလိုပါပဲ အဲ့ဒီအချိန်မှာပဲလှည်ရန်စည်းမှာတခုခုပြောင်းလဲသွားပါတယ်ဒီအချိန်ထိကုံတယ်ရီရဲ့ဒေါသကိုထိန်းထားတဲ့မမြင်ရတဲ့စည်းဟာကျော်လွန်သွားပါပြီ စာရီကတော့တုံရင်နေစေဖြစ်ပေမဲ့ဒီနာကိုအံ့ဩမှုနဲ့ကြောက်ရွံ့မှုတို့နဲ့စိုက်ကြည့်နေပါတယ်ဖုံးမြက်ကတော့မျက်နှာနီးရဲနေပြီသူ့မှာအပြည့်အဝအခွင့်အာဏာမရှိတော့ဘူးဆိုတာသဘောပေါက်လိုက်ပါတယ်လီနာကတော့ သူ့ရဲ့တတိရှိတဲ့အပြုမူနောက်ွယ်မှာပုံးွယ်နေတဲ့လျှို့ဝှက်ချက်တွေနဲ့အတူပောက်ကွဲရောမဲ့မုံတိုင်းရဲ့အလဲဘဟုမှာသူ့ကိုယ်သူချထားလိုက်ပါပြီ။လဲရန်စီဟာထူးခြားတဲ့စွမ်းရည်တွေနဲ့တုံခါနေပါတယ်။လီနာနဲ့တက်ကြက်ကြီးဖုံးမြတ်တို့ရဲ့ခဏတာရင်ဆိုင်တွေ့ဆုံမှုဟာကုံသေးရီကြားမှာမိလိုပြန့်နှံ့သွားပါတယ်။တီတိုပြောဆိုသံတွေကဇလန်းတွေဖြစ်လာပြီးဇလန်းတွေကတော့တစုံတစ်ယောက်က နောက်ဆုံးတော့ပြန်ခုခံရဲပြီဆိုတော့မျောလင်းချက်တွေဖြစ်လာပါတယ်ဒါပေမဲ့လူအုပ်ရဲ့နောက်ွယ်မှာတော့တင်းမာမှုအသည့်တွေစတင်ဖြစ်ပေါ်နေပါပြီဟောင်းနှွမ်းနဲ့ဂျင်းဂျာကင်ဝတ်ထားတဲ့လီနာဟာအခုတော့ကုံတယ်ရီရဲ့အာယုံဆိုင်မှုကိုသာမကပဲလူအများရှိမှစိန်ခေါ်ခံရဘူးချင်းမရှိတဲ့ဖုံးမြက်ရဲ့အာယုံဆိုင်မှုကိုပါခံနေရပါပြီလီနာရဲ့ရဲရင်မှုကိုနားလည်အောင်စူးစမ်းနေစေစာရီကတော့စိုးရိမ်ပူပန်မှုတွေနဲ့အတူ ူးဆိုင်ကိုပြန်လာပါတယ်ကျေးဇူးတင်ခြင်းပေမဲ့ကြောက်လဲကြောက်နေပါတယ်လီနာနေပါလို့ဝင်ပါတာလဲလို့စာရီကအဲ့ဒီနေ့ညနေလီနာသူ့ဆိုင်ကို ရောက်လာတော့တိုးတိုးလေးမေးလိုက်ပါတယ်ဥပုံမြက်ကတာမန်လူမဟုတ်ဘူးနင်းဘဝကိုဒုက္ခပေးနိုင်တယ်။လီနာကပါးလျတဲ့အပြုံးလေးပြုံးပြီးအဝေးကိုငေးကြည့်နေပါတယ်။သူ့လိုလူကိုဒီအတိုင်းထားရင်ငါတို့ဘယ်တော့မှစိတ်အေးရမှာမဟုတ်ဘူးလို့သူမကပြန်ဖြေလိုက်ပါတယ်။ဒါပေမဲ့သူ့အတန်မှာတော့ မပြောပြနိုင်တဲ့ဝင်ထုတ်ဝင်ပိုးတစ်ခုကိုထမ်းပိုးထားသလိုလေးလံတဲ့လေတံပါနေပါဗျ။အဲ့ဒီညမှာတော့ဖုံးမြက်ဈေးတဲမပေါ်လာပါဘူး။ဒါပေမဲ့သူ့ရဲ့ရောင်တွေက နေရာတိုင်းမှာခန်းစားနေရပါတယ်။ကုံတဲ့တချို့ကရဲစခန်းကသူ့လုပ်ဖို့ကင်ဘက်တွေစီကအကူအညီတွေစုနေတယ်လို့ကောလာဟာလာတွေကြားနေရပါတယ်။ဦးဟာဆန်အမိရှိတဲ့ကုံတဲ့အဖိုးတို့အူးက စာရီကိုတတိထားဖို့တတိပေးလိုက်ပါတယ်ဖုံးမြက်ကဒေါသထွက်ရင်တိတ်ဆိတ်သွားတတ်တယ်ဒါပေမဲ့သူ့ရဲ့ပြန်လဆားချေတာကတော့ရက်ဆက်တယ်လို့သူကပြောလိုက်ပါတယ်ကြောင်ရွံ့မှုနဲ့အသက်ရှင်နေရတာပင်ပန်းနေတဲ့စာရီဟာသူ့ရဲ့ရွေးချယ်မှုတွေကို မေးခွန်းထုတ်လာပါတယ်ငင်းချံအရေးအတွက်လီနာကို နောက်ဆုတ်ဖို့ပြောတင်သလားဒါမှမဟုတ်ပိုကြီးမားတဲ့ပြဿနာတွေကိုဖိတ်ခေါ်ရမယ်ဆိုရင်တောင်လီနာကို ထောက်ခံတင်သလား ဒီတော့အတွင်းမှာတော့လီနာလည်းသူ့ကိုယ်ပိုင်အခက်ခဲတွေကိုရင်ဆိုင်နေရပါတယ်။သူ့အကြိုက်ဆုံးကော်ဖီဆိုင်မှာသူ့မြဲဆောင်ထားတဲ့စာအုပ်ငယ်လေးကိုမြေးကြည့်ရင်တယောက်တည်းထိုင်နေပါတယ်။အဲ့ဒီစာအုပ်ထဲမှာဖုံးမြက်ဈေးထဲပေါ်လာတဲ့အချိန်သူဒုက္ခပေးတဲ့ကုံတယ်တွေနဲ့အဝေးကနေသူကြားခဲ့ရတဲ့ရိုင်းဆိုင်နဲ့မှတ်ချက်တွေအကြောင်းမှတ်တမ်းတွေပါနေပါတယ်။လီနာဟာလူတွေထင်ထားသလိုအာမန်ဇာကျမ်းမတယောက်မဟုတ်ပါဘူး။ နှစ်နှစ်အကြာမှာသူ့အမမာယာဟာလဲလှယ်ရန်စည်းက ကုံတဲ့တူဖြစ်ပြီးဘုံမျက်နဲ့မရှင်းပြရသေးတဲ့ပြဿနာတော့အေးကြောင့်ဈေးကနေထွက်သွားခဲ့ရပါတယ်။လီနာကဘရောမမမိခဲ့ပဲဈေးထဲမှာသူ့ရဲ့ခြေလန်းတိုင်းဟာတခြားသူတွေကိုဒီလိုကန်ကြမာမျိုးကနေကာကွယ်ဖို့ဂရီးရဲ့တစိတ်တပိုင်းဖြစ်နေပါတယ်။ဒါပေမဲ့အခုဖုံးမြက်ကိုလူသိရှင်ကြားစိန်ခေါ်ပြီးတဲ့နောက်မှာတော့ပါဇက်ပြောချင်းချောက်မှုတွေထက်အနေရေကပိုကြီးရယ်ဆိုတာသူသိနေပါပြီ။ နောက်တစ်နေ့မှာတော့ပရိပခတွေစတင်မြင့်တက်လာပါတယ်။ဖုံးမြက်ကဈေးကို ပြန်ရောက်လာပါတယ်။ဒီတစ်ချိန်မှာတော့သူ့ဘေးမှာရဲနှစ်ဦးပါလာပြီးနေအောင်အောက်မှာသူတို့ယူနီဖောင်းတွေက တောက်ပနေပါတယ်။သူတို့ကဝယ်သူတွေကိုဝန်ဆောင်မှုပေးနေတဲ့စာရီရဲ့ဆိုင်စီတက်တက်လျှောက်သွားပါတယ်။ဖုံးမြက်ကစကားများများမပြောဘဲစာရီကိုရန်လိုတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေပါတယ်။ဒီဆိုင်က လုံခြုံရေးကြီးမဆောင်ထားဘူးလားလို့ သူကအေးဆက်ဆက်လေးတန်းနဲ့မေးလိုက်ပါတယ်မနှက်ဖြန်ထက်စစ်ဆေးမယ်အစင်မပြေရင်ပိတ်ပစ်မယ်ပဝင်းကျင်ကကုန်းဒယ်ရီကခေါင်းငုံပြီးမကြည့်ရဲကြပါဘူးစာရီရဲ့ရင်ဘတ်ထဲကအသက်ရှူရခက်လာပါတယ်ဒါကပတ်စံကိစ္စမဟုတ်ဘူးဆိုတာသူသိနေပါတယ်။ဒါကလီနာရဲ့ရဲရဲမှုအတွက်အပြစ်ပေးခြင်းပါပဲ။နန်းဆုံးတနေရာမှာတော့ နီနာကကထုပြားပုံတွေနောက်ွယ်ကနေအကုန်လုံးကိုကြည့်နေပါတယ်။သူ့လက်တွေကဆုပ်ထားပြီးအသက်ရှူနှုံးတွေကညံနေပါတယ်။သူ့ဖုံးမြက်ကိုထက်ရင်ဆိုင်လို့ရတယ်ဆိုတာသူသိပေမဲ့အခုကတော့တခြားရဲတွေလည်းပါလာပြီးအရင်ကထောက်ခံခဲ့တဲ့လူအုပ်ကလည်းတွေ့ဝေနေပါပြီ။ သူရှိမှာခက်ခဲတဲ့ရွေးချယ်မှုတစ်ခုရှိနေပါတယ်။နောက်ဆုတ်ပြီးစာရီကိုတယောက်တည်းအကျိုးဆက်တွေကိုရင်ဆိုင်ခွင့်ပေးမလား။ဒါမှမဟုတ်ရှေ့ကိုတိုးပြီးသူထမ်းပိုးနိုင်တာထက်ပိုများတဲ့အရာအလုံးကိုရင်ဆိုင်မလား။သူ့နှလုံးသားထဲမှာသူ့ မရဲ့အမှတ်တရတွေကပဲ့တင်ထက်နေပြီးလက်မလျှော့ဖို့တွန်းအားပေးနေပါတယ်။ဒါပေမဲ့ဒီလုတ်ခတ်နေတဲ့ဈေးမှာခြေလန်းတိုင်းဟာကျိုးပြက်လွယ်တဲ့ကျိုးပေါ်ရှောက်နေရတယ်လို့ခံစားနေရပါတယ်။မုံတိုင်းကပိုပြီးညီကက်လာနေပြီဖြစ်ပြီးလှေရန်ဈေးမှာဘသူအသက်ရှင်မလဲဆိုတာဘသူမှမသိပါဘူး။လေရန်စည်းဟာပောက်ကွဲတော့မဲ့ဘုံတလုံးလိုခန်းစားနေရပါတယ်ဒီမနက်မှာတော့လေဓုကပူလောင်ဆေးကပ်နေပေမဲ့ကုံတွေရီနဲ့ဝဲသူတွေရဲ့လူအုပ်ကတော့ နာမဲမုံတိုင်းကိုခန်းစားနေရသလိုပိုပြီးဖြင်းညင်းစွာလှုပ်ရှားနေပါတဲ့တက်ကြွကြီးဖုံးမြက်ကသူ့ရဲ့အဖော်ရဲနှစ်ဦးနဲ့အတူစာရီရဲ့ဆိုင်ကိုဥတီတဲ့ကျင်းမြောင်းတဲ့လမ်းကြားရဲကို ပြန်ပေါ်လာပါတယ်သူမျက်နာက တောင့်တင်းနေပြီးမျက်လုံးတွေကလက်စားချေလိုစိတ်တွေပြည့်နေပါတယ်ဒီနေ့ကချင်းချောက်ယုံတသက်မဟုတ်ပါဘူးသူ့ရဲ့အာနာကိုပြသဖို့လာတာပါသူ့လက်ထဲမှာစာရီရဲ့ဆိုင်အတွက်ချိုးဖောက်မှုမတန်းတွေပါတဲ့စာရွက်တရွက်ပါလာပါတယ် ူလုပ်ငန်းကိုပိတ်ဖို့အကြောင်းပြချက်အတူအယောင်တွေပါပဲဒီနေ့ကစာရီရဲ့နောက်ဆုံးနေ့ပဲလို့သူကလူတိုင်းကြားအောင်ကြေလောင်တဲ့အတန်နဲ့ပြောလိုက်ပါတယ်ဒီဆိုင်ကစီကံဖောက်ဖျက်ထားတယ်အခုပဲရှင်းပေးမဟုတ်ရင်ငါတို့ဖျက်ပြစ်မယ်စာရီကသူတီရှက်ပုံတွေနောက်မှာရက်နေပါတယ်သူမျက်နာက ဖြူလျှော့နေပါတယ်သူစကားပြောခြင်းနဲ့ပြန်ခုခံခြင်းနဲ့ဒါပေမဲ့စကလုံးတွေက လေချောင်းထဲမှာပိတ်နေပါတယ်ပဝင်းကျင်ကကုံတွေတွေကခေါင်းငုနေကြပြီးတချို့ကတီးတိုးပြောနေကြပေမဲ့ဘသူမှရှေ့မတိုးရဲကြပါဘူးဖုံးမြက်ကသူဖန်တီးထားတဲ့ကြောက်ရွံ့မှုကိုပျော်ရွှင်စွာပြုံးပြလိုက်ပါတယ်သူစာရီစီပိုနီကက်လာပါတယ်သူ့အတန်ကတိုးသွားပြီးချင်းချောက်မှုတွေပြေပါပဲမနေ့ကမင်းရဲ့ဇကြမ်းမတငယ်ချင်းနဲ့မင်းကမင်းမနေခဲ့ရင်ဒါတွေဖြစ်လာမှာမဟုတ်ဘူးအချိန်မီသေးတယ်ငါနဲ့လိုက်ခဲ့အကုန်အစင်ပြေသွားမယ် အဲ့ဒီအချိန်မှာပဲလူအုပ်ကကွဲသွားပါတယ်လီနာကအရေးတွေကြားကနေထွက်လာပါတယ်သူချင်းကြာကင်က ဖုံမှုန့်တွေနဲ့သပင်တို့လေးတွေကချွေးတွေကြောင့်နဖူးမှာကတ်နေပါတယ်သူ့မျက်လုံးတွေကတောက်လောင်နေပေမဲ့သူ့မျက်နှာမှာတော့တိုက်ပွဲကိုရှောင်လွဲလို့မရဘူးဆိုတာသိတဲ့တိုက်ခိုက်ရေးသမားတယောက်လိုအေးဆက်တဲ့ငြိမ်သက်မှုတစ်ခုရှိနေပါတယ်အဆင်ပြေတယ်လို့မင်းပြောတယ်လားလို့သူမကတိတ်ဆိတ်မှုကိုဖြိုခွဲရင်းကျေလောင်တဲ့အတန်နဲ့ပြောလိုက်ပါတယ်အဆင်ပြေတယ် ဘသူအတွက်လဲဦးလေးစာရီလိုအားနေတဲ့သူတွေကိုချင်းချောက်ရတာကြိုက်တဲ့ဦးလေးအတွက်လားဒါမှမဟုတ်ဒီဈေးကိုကိုဝိုင်ပစ္စည်းလို့ထင်တဲ့ဦးလေးအတွက်လားဖုံးမြက်ကခဏတာရက်တန့်သွားပါတယ်လီနာထပ်ပေါ်လာတာကို သူမမျှော်လင့်ထားခဲ့ပါဘူးဒါပေမဲ့သူ့ရဲ့ဒေါသကချက်ချင်းဆိုသလိုဝင်နေရယူသွားပါတယ်မင်းထက်ရောက်လာပြန်ပြီလားလို့သူက အော်ဟစ်လိုက်ပြီးလီနာစီတိုးကပ်လာပါတယ်သူ့လက်တွေက သူမကိုတွန်းထုတ်ဖို့ဟန်ပြနေပါတယ်မင်းနေရမတည်ဘူးလားမင်းကိုနောင်တရအောင်လုပ်လို့ရတယ်သူ့ဘေးကရဲနှူးကရှေ့ကိုတိုးလာပါတယ်သူတို့လက်တွေကခါဘက်ပေါ်မှာအသိရှိနေပါတယ်ဒါပေမဲ့လူအုပ်ကစတင်ဆူညံလာပါတယ်ဖုံးတွေကစကန်တိုင်းကိုမှတ်တမ်းတင်နေကြပါတယ်ကုန်သည်အဖိုးတွေဈေးတွေကကလေးတွေဝယ်သူတွေပါမကြံအားလုံးကစောင့်ကြည့်နေကြပါတယ် ရီနာကနောက်မဆုတ်ပါဘူး။သူမကစိတ်တန်ရာအပြည့်နဲ့ဈေးကနေထွက်သွားခဲ့ရတဲ့သူ့အမမာယာကို ပြန်တည်ရမိပါတယ်။ဖုံးမြလိုလူတွေထက်ပြီးအနိုင်မယူနိုင်အောင် တစ္ဆာဆိုရင်တစ်သားထယ်တွေကိုသူ့လက်တွေတွေးထွက်အောင်ထိုးကျိတ်ခဲ့တဲ့တိုင်းခွင်းတွေကသူ့ညတွေအကြောင်းကိုလည်းတည်ရမိပါတယ်။လုံကြည့်လေးလို့သူမကနိုင်ပေမဲ့ခွန်အားပြည့်နဲ့ပြောလိုက်ပါတယ်။ဒါပေမဲ့တည်ရပါဦးလေးလူတိုင်းမြင်နေရတယ်ပြီးတော့ကျမတယောက်တည်းမဟုတ်ဘူး။ဖုံးမြကရေလိုက်ပေမဲ့ သူ့ရေတံကတုံလုံးနေပါတယ်သူပိုပြီးနီးကပ်လာပါတဲလီနာရဲ့လက်မောင်းကိုဖမ်းဆုပ်ဖို့သူ့လက်ကိုကမ်းလိုက်ပါတယ်ပုံမှန်လိုပဲချင်းချောက်လို့ရလိမ့်မယ်လို့ထင်ခဲ့တာပါဒါကသူ့ရဲ့မှားယွင်းမှုပါပဲတဲစီလက်တလို့မြန်ဆန်နဲ့လှုပ်ရှားမှုနဲ့လီနာက သူ့ခန္ဓာကိုယ်ကိုလှည့်လိုက်ပါတယ်သူ့ခြေထောက်ကဖုံးမြဲရဲ့ရင်ဘတ်ကိုတိတိကျကျကန်သွင်းလိုက်ပါတယ်ဘုံအဲ့ဒီထိခိုက်တန်ဟာဈေးလန်းကြားထဲမှာပဲ့တင်ထက်သွားပြီးလူအုပ်စီက အန်အားသင့်တဲ့အော်ဟစ်တန်တွေထွက်ပေါ်လာပါတယ်။ဖုံးမြက်ကနောက်ကိုရင်သွားပါတယ်။သူ့ရဲ့ဝါဖြိုးတဲ့ခန္ဓာကိုယ်ကကတ္ထူပြားပုံတွေပေါ်ကိုလဲကျသွားပါတယ်။သူ့မျက်နာကနာကျင်မှုနဲ့ရှည်ယွမှုကြောင့်နေရဲနေပါတယ်။လူအုပ်ကြီးပောက်ကွဲသွားပါတယ်။တချို့ကအားပေးကြွေးကြကြပြီးတချို့ကရင်မောကြပါတယ်။ဖုံးတွေကလည်းဆက်လက်ရိုက်ကူးနေကြပါတယ်။ဖုံးမြက်ရဲ့အဖော်ရဲနှစ်ဦးကဘာလို့ရမှန်းမသိပဲတောင့်တောင့်ကြီးဖြစ်နေကြပါတယ်။လီနာက မတည့်ရက်နေပြီးသူ့အသက်ရှင်နာ ဖုံးတွေကမြန်နေပေမဲ့သူ့မျက်လုံးတွေက ဖုံးမျက်စီကနေဘယ်တော့မှမခွာပါဘူးဒါကစာရီအတွက်လို့သူမက သူ့အတန်ပဲ့တင်ထက်နေအောင်ပြောလိုက်ပါတယ်ပြီးတော့ဦးလေးဒီစည်းမှာခြောက်လန့်နေတဲ့လူတိုင်းအတွက်ပဲမျက်ရည်တွေနဲ့ကြည့်နေတဲ့စာရီက သူ့ကိုယ်ထဲမှာတခုခုပြောင်းလဲသွားတယ်လို့ခံစားလိုက်ရပါတယ်ပထမဆုံးအကြိမ်ဖြစ် မျောလင်းချက်ကိုသူမြင်လိုက်ရပါတယ်ဒါပေမဲ့ အားပေးတန်တွေကြားထဲမှာတော့ဒါကအဆုံးမဟုတ်ဘူးဆိုတာလီနာသိနေပါတယ်။မြေပြင်ပေါ်မှာအသက်ရှူရုံးကန်နေစေဖြစ်တဲ့ဖုံးမြက်က သူ့ကိုပိုပြီးနှက်ဆိုင်နဲ့မုန်းတီးမှုတွေနဲ့ကြည့်နေပါတယ်။အဝေးတနေရာမှာတော့ရဲကားအချက်ပြမီးတန်တွေစတင်ကြားနေရပြီးမိကွန်းအစ်စ်တွေကိုတဲဆောင်လာပါတယ်။လှည်ရန်စည်းကိုလှုပ်ခတ်သွားစေတဲ့ဒီကန်ချက်ပြီးနောက်မှာဘာရီဆက်ဖြစ်လာမလဲ။ လဲရန်စီဟာလီနာရဲ့ကန်ချက်တန်တွေနဲ့ပဲ့တင်ထက်နေသေးပါပဲတက်ကြွကြီးဖုံးမြက်လဲကြတာကိုခံထားတဲ့ကထူပြားပုံတွေကကစင်းကလေးအားဖြစ်နေပါပြီးကုံတယ်တွေနဲ့ဝဲသူတွေရဲ့လူအုပ်ကြီးကအဖြည်းဖြည်းလူစုခွဲနေကြပေမဲ့သူတို့ရဲ့ဖုံးတွေကတော့မကြာခင်ပြန့်နှံ့သွားမဲ့မှတ်တမ်းဗီဒီယိုတွေကိုတင်စီထားသေးပါပဲနီးကပ်လာနေတဲ့ရဲကားချက်ပြမိတဲ့တွေက နေထူးကိုတင်းမာစေပေမဲ့နေထဲမှာတော့ထူးခြားတဲ့တခုခု ရှိနေပါတယ်ဈေးကိုဖိစီးနေခဲ့တဲ့မမြင်ရတဲ့ဝင်းဒိုးဝန်ပိုးတခုကစတင်ပြေလျှော့လာသလိုပါပဲလီနာကလမ်းကြလယ်မှာရက်နေပါတယ်သူ့အသက်ရှူနှုန်းတွေကငြိမ်သက်လာပေမဲ့သူ့လက်တွေကတော့အတွင်းလုံးကြောင့်တုံရင်နေသေးပါပဲသူဖုံးမြက်ကိုကြည်လိုက်တော့ဖုံးမြက်ကတော့အခုမြေပြင်ပေါ်မှာမျက်နှာနီးရဲနေပြီး သူရဲ့ကြံရှိနေသေးတဲ့ဂုံတိတ်ခါတွေကိုစူးစီးဖို့စ조사နေပါတယ်။သူရဲ့အဖော်ရဲနှစ်ဦးကတော့တွတ်ဆုပ်စွာလှုပ်ရှားနေကြပါတယ်။တယောက်ကဖုံးမြက်ကိုထူဖို့စ조사နေပြီးနောက်တယောက်ကတော့လီနာကိုအံ့ဩမှုနဲ့တတိထားမှုရောနှောပြီးကြည်နေပါတယ်။မင်းမင်းအောင်တရားလိမ့်မယ်လို့ဖုံးမြက်ကတိုးတိုးလေးပြောလိုက်ပါတယ်။သူ့အတန်ကအားနေနေပေမဲ့ချင်းချောက်မှုတွေကတော့ရဲရဲတင်းတင်းစကားဆပြောလာတဲ့ကုံတယ်ရီရဲ့အားပေးတန်တွေကြားမှာအားနေနေခဲ့ပါတယ်။ ဒီအချိန်အထိကြည်နေခဲ့ရတဲ့စာရီကတော့သူ့ဆိုင်ကနေထွက်လာပါတယ်သူ့မျက်လုံးတွေကမျက်ရည်တွေပြည့်နေသေးပေမဲ့သူ့မျက်လုံးတွေမှာအင်အားအသစ်တွေ ရှိနေပါပြီတော်ပါတော့ဥပုံမျက်လို့သူမကသူ့အတန်တုံရင်နေပေမဲ့ခိုင်မာစွာပြောလိုက်ပါတယ်ဦးလေးသဘောထားကြီးလို့မရတော့ဘူးဦးလေးလှုပ်ခဲ့တာတွေကိုလူတိုင်းမြင်နေရတယ်သူ့စကားတွေကရိုးရှင်းပေမဲ့စာရီအတွက်တော့ ဒါကကြီးမားတဲ့ခြေလန်းတစ်ခုပါပဲကြောက်ရွံ့မှုတွေမှာဆက်လက်အသက်ရှင်နေထိုင်ဖို့ညှင်းပယ်လိုက်တဲ့အချိန်ခါပါပဲဖုံးမြက်ပြန်မဖြေခင်မှာပဲကင်းလေကားတစီကလမ်းကြားအစွန်မှာရက်လိုက်ပါတယ်ယူနီဖောင်းဝတ်ထားတဲ့ရဲနှစ်ဦးဆင်းလာပါတယ်သူတို့တွေကတယောက်ကတော့မျက်နှာတီးကြည့်တဲ့အရာရှိတဦးပါလူအုပ်ကလမ်းဖွင့်ပေးပြီးဦးဟာဆန်အမည်ရှိတဲ့ဂုံတဲ့အဖိုးအိုကရဲရဲတင်းတင်းရှစ်ထွက်လာပါတယ်ဆရာကျွန်တော်တို့မှာတက်တေရှိတယ်လို့သူက ူဖုန်းကိုမြောက်ပြရင်ပြောလိုက်ပါတဲ့ဒီနေ့တည်းမဟုတ်ဘူးဦးဖုံးမြက်ကဒီဈေးမှာအချိန်အကြာကြီးဒုက္ခပေးနေခဲ့တာတခြားကုံတွေတွေလည်းစကားပြောလာပြီးဗီဒီယိုတွေပြတာက သူတို့ရဲ့အတွေ့အကြုံအုံတွေကိုပြောပြကြပါတယ်အရင်ကတီးတိုးပြောဆိုရုံသာဖြစ်ခဲ့တာတွေက အခုတော့ရဲရဲမှုလိုင်းလုံးကြီးတစ်ခုဖြစ်လာပါပြီအရာရှိကဂယုတဆိုင်နားထောင်ပြီးတော့မှ အခုတော့ဒုက္ခရောက်နေတဲ့ဖုံးမြက်ကိုကြည့်လိုက်ပါတယ်သူမျက်နာကချွေးတွေနဲ့ပြည့်နေပါတယ်တက်ကြွကြီးဖုံးမြက်ကျွန်တော်တို့နဲ့ယုံကိုလိုက်ခဲ့ပါရှင်းပြစရာတွေအများကြီးရှိတယ်လို့သူကမငင်းဆိုနိုင်တဲ့လေတံနဲ့ပြောလိုက်ပါတယ်ဖုံးမြက်ကသူ့ကိုယ်သူခုခံကရဲဌာနကသူ့ရဲ့ဆက်သွယ်မှုတွေကိုပြောပြဖို့စ조사ပေမဲ့သူ့အတန်ကအရာရှိရဲ့ပြက်သားတဲ့အကြည့်နဲ့လူအုပ်ရဲ့တီးတိုးတန်တွေအောက်မှာပျောက်ကွယ်သွားပါတယ်နောက်ဆုံးတော့သူကခေါင်းငုံပြီးရဲတွေနောက်ကို ကားစီခြေထောက်တရွတ်တိုက်လိုက်သွားပါတယ်။လမ်းကြားလယ်မှာရက်နေစဲဖြစ်တဲ့လီနာကကုံတယ်ရီရဲ့အကြည့်တွေက သူ့စီကိုရောက်နေတယ်လို့ခံစားလိုက်ရပါတယ်။တချို့ကခေါင်းညိပ်ပြီးရိုသေကြပါတယ်။တချို့ကပြုံးပြကြပါတယ်။စာရီကတော့သူ့စီနီးကပ်လာပြီးတင်းတင်းကြပ်ကြပ်ဖတ်လိုက်ပါတယ်။ဂျေဇူးတင်ပါတယ်။လီနာလို့စာရီက သူ့အတန်ဂျေဇူးတင်မှုတွေအပြည့်နဲ့တီးတိုးပြောလိုက်ပါတယ်။လီနာကခေါင်းညိပ်ယုံသာလုပ်ပေမဲ့ သူ့နှလုံးသားထဲမှာတော့သူ့အမမာယာကို ပြန်တွေးနေမိပါတယ်။အဲ့ဒီကံချက်ဟာစာရီအတွက်သာမကပဲသူ့အချင်းအကြာကြီးတင်းစီထားခဲ့တဲ့ဒဏ်ရာတွေကိုကုစားဖို့လဲဖြစ်ပါတယ်။ဒါပေမဲ့ဒီပြဿနာဖြေရှင်းမှုကအရေးမပါပဲမလာခဲ့ပါဘူး။ကော်ဖီဆိုင်မှာတော့လီနာကစူညံတန်တွေတိတ်ဆိတ်သွားပြီးနောက်တယောက်တည်းထိုင်နေပါတယ်။ ူဆောင်ငယ်လေးကစပွဲပေါ်မှာပွင့်နေပြီးဘုံမြင့်နဲ့ဈေးရဲကဖြစ်ရက်တွေအကြောင်းမှတ်တမ်းတွေအပြည့်ပါပဲဒီနေ့သူ့လုပ်ရက်တွေမှာအကျိုးဆက်တွေရှိလာလိမ့်မယ်ဆိုတာသူသိနေပါတယ်ပြန်လဲအစီရင်ခံစာတွေဓမ္မမဟုတ်ဘုံမြင့်ရဲ့တငယ်ချင်းတွေစီကချိန်ချောင်းမှုတွေဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ပထမဆုံးအကြိမ်ဖြစ်သူလွတ်လပ်တယ်လို့ခံစားရပါတယ်မာယာကိုပေးထားတဲ့ဂရီကိုဆက်လိုက်ရတယ်လို့ပါပဲလေရန်စီဟာပုံမှန်အတိုင်းပြန်လဲလှူရှားလာပါပြီ ။စာရီရဲ့ဆိုင်ကတော့အခိုင်အမာရက်တည်နေစေဖြစ်ပြီးသူတီရှက်တွေကတည့်ရက်စွာစီထားပါတယ်။သူမျက်နာမှာတော့အခုဆိုရင်စစ်မှန်တဲ့ပြုံးတွေမကြာခဏပေါ်လာတတ်ပါပြီ။ရဲယူနီဖောင်းဝတ်ထားတဲ့သူတွေဖြတ်သွားတိုင်းသူမခေါင်းကုန်ခြင်းမရှိတော့ပါဘူးတက်ကြက်ကြီးဖုံးမျက်နဲ့ဖြစ်ခဲ့တဲ့ဖြစ်ရက်က သူ့ကိုယ်ထဲမှာရောဈေးတစ်ခုလုံးမှာပါတစ်ခုခုကိုပြောင်းလဲပေးခဲ့ပါတယ်ဖုံးမျက်ကိုယ်တိုင်းလည်းလှဲရန်ဈေးမှာမတွေ့ရတော့ပါဘူးရဲတပ်ဖွဲ့ရဲ့ပြည်ရင်းစုံစမ်းစစ်ဆေးမှုတွေ ဗီဒီယိုတွေနဲ့ကုံတယ်တွေရဲ့တိုင်ကြားချက်တွေကြောင့်သူ့ကိုမြို့ပြင်ကအုပ်ချုပ်ရေးတာဝန်တွေစီပြောင်းရွှေ့ခံရတယ်လို့သတင်းတွေထွက်နေပါတယ်။တချို့ကသူ့ယာဒူဆုံဆုံသွားပြီလို့ပြောကြပြီးတချို့ကတော့သူပြန်လာဖို့အချိန်ဆောင်နေတာလို့ပြောကြပါတယ်။ဒါပေမဲ့ဈေးကုံတယ်တွေအတွက်တော့ဒါကဖုံးမြက်အကြောင်းမဟုတ်တော့ပါဘူး။သူတို့ရဲ့စစ်မှန်တဲ့ခွန်အားဟာကြောက်ရွံ့မှုအောက်မှာအချိန်ကြာကြီးမြုပ်နှံထားခဲ့တဲ့သူတို့ရဲ့ကိုယ်ပိုင်ရဲရဲမှုမှရှိတယ်ဆိုတာသူတို့သိလာခဲ့ပါပြီ။ အခုဈေးရဲ့တနာရီဖြစ်နေတဲ့လီနာစကြမ်းမကတော့ဈေးစုံကကော်ဖီဆိုင်မှာမကြာခဏတွေ့ရတတ်ပါသေးတယ်။သူ့ချင်းကြခင်ကဟောင်းထွန်းနေသေးပေမဲ့သူ့မျက်လုံးတွေမှာတော့ လင်းရောင်အသစ်တစ်ခုရှိနေပါတယ်။သူ့စာအုပ်ငယ်လေးမှာတော့အခုဆိုရင်မတူညီတဲ့မှတ်တမ်းတွေရှိနေပါပြီ။ကုံတဲတွေကိုကူညီဖို့သူတို့ကိုဘယ်သူမှထပ်ပြီးချင်းချောက်လို့မရအောင်တမဝါရမလို့အဖွဲ့အစည်းငယ်လေးတွေဖွဲ့စည်းဖို့အစီအစဉ်တွေပါပဲ။သူ့အမမာယာအကြောင်းကို သူမဘယ်တော့မှအများကြီးမပြောပြပါဘူး။ဒါပေမဲ့အခုသူ့ရဲ့ယင်းကြီးရဲ့တငယ်ချင်းဖြစ်လာတဲ့စာရီကတော့နီနာရဲ့ခြေလန်းတိုင်းဟာအတိတ်ကိုပြန်ပေးဆက်တဲ့နီလန်းတစ်ခုဖြစ်တယ်ဆိုတာသိနေပါဗျ။ ညနေခင်းတစ်ခုမှာဈေးစတင်တိတ်ဆိတ်လာချိန်မှာဆာရီကလီနာကို သူ့ဆိုင်ကိုဖိတ်ခေါ်လိုက်ပါတယ်။ဇပွဲသေးသေးလေးပေါ်မှာတော့ဥဟူနှွေးနှွေးကြာစံဟင်းခွက်တစ်ခွက်နဲ့နဖက်ရည်ချိုးနှစ်ခွက်ရှိနေပါတယ်။ဂျေဇူးတင်ဆိတ်အပြည့်နဲ့ပေးတဲ့ရိုးရှင်းတဲ့လက်ဆောင်ပါ။လီနာမင်းမရှိရင်ငါဒီဆိုင်ကိုပိတ်ပြီးရွာကိုပြန်သွားလောက်ပြီးလို့ဆာရီကသူ့မျက်လုံးတွေမျက်ရည်တွေဝေးရင်ပြောလိုက်ပါတယ်။ မင်းကငါကိုကူညီရုံတင်မကပဲဒီကလူတိုင်းကိုကူညီခဲ့တာလီနာကပြုံးလိုက်ပေမဲ့ပုံမှန်အတိုင်းပဲချီးမွမ်းခြင်းကိုရှောင်လွှဲလိုက်ပါတဲငါတယောက်တည်းကြောင့်မဟုတ်ပါဘူးစာရီမင်းတို့တွေကစကားမပြောရခဲ့ရင်ဦးဟာဆန်ကဗီဒီယိုမပေးခဲ့ရင်လူတွေကမှတ်တမ်းတင်မထားခဲ့ရင်ဘာမှပြောင်းလဲလာမှာမဟုတ်ဘူးသူလက်ဖက်ရည်ကိုတငုံတောက်လိုက်ပြီးတော့မှ သူ့ဆိုင်တွေကိုပိတ်နေတဲ့ကုန်တွေတွေကိုကြည့်လိုက်ပါတယ် တစ်ချက်ကန်တာနဲ့မလုံလောက်ဘူးပြောင်းလဲမှုကို ဖြစ်စေတာကငါတို့အားလုံးပဲအဲဒီညမှာဈေးမီးတွေစတင်လင်းလာချိန်မှာလှဲရန်ဈေးဝင်ပေါက်မှာ V9 ပိုစတာလေးတစ်ခုချိတ်ဆွဲထားပါတယ်စာရန်ကရိုးရှင်းပါတယ်အတူတကွဆိုခွန်အားရှိတဲ့တဲ့ဘသူချိတ်ဆွဲထားမှန်းဘသူမှမသိပါဘူးဒါပေမဲ့ကုံတွေတွေကတော့အဲ့ဒါကိုမြင်တိုင်းပြုံးနေကြပါတယ်။လီနာရဲ့ကန်ချက်ဗီဒီယိုကတော့ဆိုရှယ်မီဒီယာမှာဆက်လက်ပြန့်နှံ့နေသေးပါပဲ။ဒါပေမဲ့ အခုကတော့စိတ်လှုပ်ရှားစရာတသက်မဟုတ်တော့ပဲတရားမျှတမှုကရဲရဲမှုကနေမွေးဖွားလာနိုင်နေဆိုတဲ့သင်္ကေတတစ်ခုဖြစ်လာပါပြီဘသူမှအလေးမထားတဲ့သူတယောက်စီကတော့မွအေးဖွားလာနိုင်နေဆိုတဲ့သင်္ကေတပါပဲ ကော်ဖီဆိုင်မှာတော့လီနာကသူ့မှတ်တမ်းစာအုပ်ကိုပိတ်လိုက်ပြီးရန်ကုန်မြို့ရဲ့လိန်မော်ရောင်ကောင်းကင်ကိုကြည့်နေပါတယ်။တိုက်ပွဲကမပြီးသေးဘူးဆိုတာသူသိနေပါတယ်။နောက်ထပ်ဖုံးမြက်လိုလူတွေရှိလာဦးမှာပါ။ခက်ခဲတဲ့နေ့ရက်တွေလည်းရှိလာဦးမှာပါ။ဒါပေမဲ့ပထမဆုံးအကြိမ်ဖြစ်သူဒီစည်းဟာကြောက်เสียရနေရမဟုတ်တော့ဘူးလို့ခံစားရပါတယ်။သူဟာအလင်းရောင်ကိုထုံညိခဲ့ပြီးအဲ့ဒီအလင်းရောင်ကအခုကုံသေးတိုင်းရဲ့နှလုံးသားထဲမှာလင်းလက်နေပါပြီ။ လဲရန်စီဟာမရက်မနာလှုပ်ရှားနေတဲ့မျိုးရဲ့နှလုံးသားတစ်ခုလိုဆက်လက်လှုပ်ရှားနေသေးပါပဲဒါပေမဲ့အခုတော့သူ့ရဲ့ခြေလမ်းတိုင်းမှာ ရှင်တန်နေတဲ့မျောလင်းချက်တစ်ခု ရှိနေပါပြီ အတူတကွဆိုရင်ဘာမဆိုရင်ဆိုင်နိုင်နေဆိုတဲ့မျော်လင့်ချက်ပါပဲဒီဇလန်းကတော့အပြင်လောကကဘဝဇလန်းများစွာတဲကတစိ့တပိုင်းမျှသာဖြစ်ပါတယ်ကောင်းတာကိုယူပြီးမကောင်းတာကို ထားခဲ့ပါ တခြားသောထူးခြားတဲ့ဇလန်းတွေကိုဆက်လက်နားဆင်ကျင်နေဆိုရင်တော့ဒီ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနောက်ထပ်စိတ်ဝင်စားစရာဇလန်းတစ်ခုမှ ပြန်တွေ့ပါမယ်